မင်္ဂလာပါတာယဝရီမြန်မာတရားချန်နယ်မှကြိုဆိုပါရစေ။အဲ့ဒီကြော်တကြီးကမြတ်စွာဘုရားကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုဗာမေးလဲဆိုတော့မိကုန်းကတော့အလွန်ကောင်းပါတယ်။မြတ်စွာဘုရားတဲ့ဒုက္ခတွေဘာကြောင့်ဖြစ်ရလဲဒုက္ခတွေဘာကြောင့်ချုပ်ရလဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုဟောပါတဲ့။ဒါကအလွန်အရေးပါတဲ့မိကုန်းလို့ဆိုနေတယ်နော်။ဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲ။အဲ့တော့မြတ်စွာဘုရားက ဖြေတဲ့နေရာမှာဘလောက်ကျွမ်းကျင်လိမ်ပါလဲဆိုတော့ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဘာကြောင့်ဒုက္ခချိုးရတယ်လို့တတ်မပြောဘူးသိလားအဲ့ဒီဗဒရကကိုမြတ်စွာဘုရားတခါကြီးတဲ့တင့်ကိုတဲ့ငါအတိတ်တုန်းကအကြောင်းအရာတွေကိုဖော်ပြပြီးတော့ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဘာကြောင့်ဒုက္ခချိုးရတယ်လို့ပြောမယ်ဆိုရင်အဲ့ဒါငိုတုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေပါလို့တခါကြီးယုံရင်မှယုံမယ်တဲ့ဒါကြောင့်အတိတ်တုန်းကအကြောင်းအရာတွေကိုငါတက်တည်အနေနဲ့ပြပြီးတော့ တင့်ကိုဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုငါမဟောဘူးတဲ့နော်အနာဂတ်မှာဘယ်လိုဖြစ်လိမ့်မယ်ဆိုတော့မဖြစ်သေးတာတွေကိုမှန်းဆပြီးတော့လည်းပဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းအကြောင်းတရားကိုတင့်ကိုငါမဟောဘူးတဲ့အဲ့ဒါနောက်မှဖြစ်လာမှာတေချာခြင်းမတေချာမှာလို့တင့်မှာယုံမှာတန်တရားဖြစ်နိုင်နေတယ်အဲ့တော့ဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုအခုဒီနားမှာထိုင်နေတဲ့တင့်ကိုအခုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထတင်နားလေအောင်လောလောဆယ်ကိုငါပြောလိုက်မယ်တဲ့အဲ့လိုဟောတာမြတ်စွာဘုရား တော့အတိတ်အကြောင်းအရာတွေကိုပြန်ပြီးတော့လဲဟောတော့အနာဂတ်မှာဖြစ်လာမှာတွေကိုအကြောင်းပြန်ပြီးတော့လဲဟောတော့ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကအခုထိုင်ရမထဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းကိုဟောမယ်တဲ့အဲ့လောက်ရဲရဲဝုံဝုံဘလောက်တေချာလဲဆိုတာပေါ်လွင်မှုမရှိဘူးလားရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဗာမေးလဲဆိုတော့တခါကြီးတဲ့ဟောဒီဥရုဝိလကပ္ပဏီကုံးရွာမှာသူကအဲ့ဒီရွာမှာနေတာဟော တစုံတယောက်ဒုက္ခရောက်လို့သင်ဒုက္ခရောက်သွားစရာအဲ့ဒီလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားတဲ့မေးတာအဲ့တစုံတယောက်ဒဏ်ရိုက်ခံရလို့သမုတ်အတ္တခံရလို့ယောဂဝေဒနာဖြစ်လို့တစုံတယောက်ဒုက္ခရောက်သွားလို့အဲ့မှာဒုက္ခရောက်သွားစရာအဲ့ဒါလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားတဲ့ရှိရတယ်ဗျာတဲ့သူနဲ့ရင်းနေတဲ့လူတွေရှိတာပေါ့သူတို့ဒုက္ခရောက်ရင်ငါဒုက္ခရောက်မယ်ဆိုတဲ့လူတွေရှိတာပေါ့ရှိပါတယ်ဗျာဆိုတော့မြတ်စွာဘုရားကတခါဆက်မေးတယ် ဟောဒီဥဒဝေလာကပ္ပမှာပဲတစုံတယောက်ဒုက္ခရောက်လို့တက်မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူတွေကရှိလာတဲ့နော်ယောဂဗျာတွေဖြစ်လို့နှိမ့်ဆက်လို့တစုံတယောက်ဒုက္ခရောက်သွားတယ်ဒါပေမဲ့အဲ့ဒီတစုံတယောက်ဒုက္ခရောက်လို့တက်မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူရောရှိလာဆိုတော့ရှိတယ်ဗျာတဲ့နော်သူများဒုက္ခရောက်လည်းပဲတိပြင်းလူတွေဒုက္ခရောက်လည်းပဲနောက်ကိုမှဒုက္ခမရောက်နိုင်တဲ့အဲ့ဒီလိုလူမျိုးလည်းရှိတာပဲလေမျိုးထဲမှာမရှိဘူးလား နော်ကိုဒုက္ခရောက်တယ်ဟောသူများဒုက္ခရောက်လို့ကိုဒုက္ခမရောက်ရတဲ့လူတွေအများကြီးရှိရလေခုစည်းရုံပေါ်မှာအများကြီးဒုက္ခရောက်နေတာတွေမရှိဘူးလားရှိတယ်တခါမှတော့ဒုက္ခရောက်လားရောက်ပါဘောဆိုကိုနဲ့မှမဆိုင်ပဲဟုတ်ဟုတ်တယ်ဟုတ်လားဒါပေမဲ့တစုံတယောက်ဒုက္ခရောက်ရင်ကိုဒုက္ခရောက်ရမယ်အဲ့လိုတစုံတယောက်ကောမရှိဘူးလားရှိတာဗောမြန်မာပြည်မှာအများကြီးရှိမှာဗောဟုတ်တယ်ဟုတ်လားအဲ့ဒါကိုမေးတာမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားကသူ့အဖြေကိုပဲအခြေခံပြီးတော့ထပ်မေးတာအဲ့လိုဆိုရင်တစုံတယောက်ဒုက္ခရောက်ရင်တော့ တင့်မှာဒုက္ခရောက်ရတယ်။ကျန်တဲ့တစုံတယောက်ဒုက္ခရောက်အောင်တင့်မှာဒုက္ခမရောက်ဘူး။အဲ့ဒီအကြောင်းတရားကဘာလဲတဲ့။ခုလူဒုက္ခရောက်တော့တင့်ဒုက္ခရောက်ရတယ်။ခုလူဒုက္ခရောက်တော့တင့်ဒုက္ခမရောက်အောင်အဲ့လိုကိုပြချမ်းသာသွားတာအကြောင်းတရားကဘာလဲတဲ့။တပည့်ဆိုဗျာတဲ့။တချို့ပုံကိုယ်တွေရဲ့ပုံမှာတပည့်တော်ရဲ့ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုရွှေလန်းမှုတွေရှိတယ်တဲ့။တန်ရောစဉ်နှောင်ဖွဲ့ပြီးတော့တော့ရင်းရင်းနီးနီးဆက်ဆံထားတဲ့လူတွေရှိတယ်တဲ့။အဲ့ဒီလူတွေအပေါ်မှာတော့သူတို့ဒုက္ခရောက်ရင် အဲ့ဒါတပည့်တော်ဒုက္ခရောက်ပါလိမ့်မယ်တချို့လူတွေအပေါ်မှာတော့တပည့်တော်ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုနောက်ဆွေးလန်းထားမှုဘာမှမရှိဘူးအဲ့လိုလူတွေဒုက္ခရောက်တော့တပည့်တော်ဒုက္ခရောက်ဆရာအကြောင်းမရှိပါဘူးတဲ့အဲ့လိုဆိုရင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုသင်ကိုယ်တိုင်ပဲဖြေလိုက်ရရောက်ပြီတဲ့သူကိုယ်တိုင်ပဲဖြေလိုက်ရမရောက်ဘူးလားဘာကြောင့်ဒုက္ခရောက်ကြရတာတော့မရချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုပတ်သက်မှုတွေရှိနေရင်ဒုက္ခရောက်ရတာပဲ ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားအလွန်တန်ဖိုးရှိတဲ့နောက်ဒေသနာပါဆက်ပြောတယ်ဆိုတော့တခါကြီးတဲ့အခုလုံးလုံးစေဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချွတ်ရလဲဆိုတာကိုသင်ကိုယ်တိုင်နားလည်သွားပြီအဲ့တော့အတိတ်ကာလတုန်းကဒုက္ခဖြစ်ရခြင်းရဲ့အကြောင်းတရားဒုက္ခချွတ်ရခြင်းရဲ့အကြောင်းတရားကလည်းဒါပဲတဲ့အတိတ်တုန်းကဒုက္ခဖြစ်ကြတဲ့လူတွေအဲ့ဒီချစ်ခင်မှုနှစ်သက်မှုလောဘတက်ကြောင့်ဒုက္ခဖြစ်ကြတာ တုံးကဒုက္ခချုပ်တဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုလောဘမရှိလို့ဒုက္ခချုပ်ကြရတာအခုလောလောဆယ်အနေထားကိုကြည့်ပြီးတော့အတိတ်ကတုံးကအနေထားကိုလည်းပဲတိတိနိုင်မှုမရှိဘူးလားရှိတယ်။နောက်အနာဂတ်မှာလည်းပဲဒုက္ခဖြစ်ကြမဲ့လူတွေကအဲ့ဒီလောဘကြောင့်ဒုက္ခဖြစ်ကြမှာပဲဟုတ်လားဒုက္ခချုပ်ကြတဲ့ပုံကိုယ်တွေကလည်းအဲ့ဒီလောဘကိုချုပ်အောင်လုံနိုင်တဲ့လူတွေဒုက္ခချုပ်ကြမှာပဲ။ အနာဂတ်ကိုပြစ္ဆုတ်ပါမှာဖြစ်နေတဲ့အနေအထားကိုကြည့်ပြီးတော့မြတ်စွာဘုရားကကြည်ကြဲမြတ်မြတ်နားလေခိုင်းတော်ဟုတ်လားဒါကြောင့်ပြည့်တဲ့ကောင်းသူတော်ကောင်းတို့ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတဲ့အဖြေကိုသိအောင်ပြောမယ်ဆိုတာသူ့ရဲ့နှုတ်ကကိုထွက်စီပြီးတော့ကိုပြောတာဘလို့မြတ်စွာဘုရားဒေသနာရာမှာကြွန့်ကျင်တော်မူသည်လေဆိုတာအလွန်ထင်ရှားတယ်နော်